မင်္ဂလာပါရှင်စစ်ကောက်စီရဲ့ရှေးတောင်တိုင်းစစ်ဌာနချုပ်ကုကဲမှုနယ်မြေအောက်ကစခန်းတစ်ခုကို KNN အနေနဲ့ပူးပေါင်းတပ်တွေကတင်ပိုက်နိုင်ခဲ့ပြန်ပြီဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီစခန်းကတော့မလ25ရက်ညနေ4နာရီအချိန်မှာ အပီးတိုင်တင်ပိုက်နိုင်ခဲ့တဲ့စစ်ကောက်စီရဲ့ခလဲဒီစခန်းပဲဖြစ်ပါတယ်ခလဲဒီစစ်ကောက်စီစခန်းဟာ KNU ကရင်အမျိုးသားအစည်းအရုံးကော်တူလေးအုပ်ချုပ်နယ်မြေဖတ်အပ်ခရိုင်လှိုင်းပွဲမြို့နယ်အတွင်းမှာရှိတဲ့စခန်းဖြစ်ပါတယ်စစ်ကောက်စီရဲ့ခလဲဒီစခန်းကို KNN အနေနဲ့ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မလ22ရက်နေ့ကစပြီးစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၄ရက်အကြာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့အခုလိုအပိသက်တိမ့်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။စီရေးလေးလာသူတဦးကတော့မနေ့ကညနေပိုင်းကအပိသက်တိမ့်တယ်လို့ကြားတယ်။ KNU ဌာနချုပ်ကိုစစ်ကောင်စီဘက်ကဂျုံနဲ့ဘုံကျဲပြီးမကြဘူး။အဲ့ဒီစခန်းကိုတိုက်တာဌာနချုပ်နဲ့အနီးဆုံးစခန်းလို့လည်းပြောရင်ရတယ်။နောက်ပိုင်းမှာတမဟာခွန်နဲ့ကစစ်ကောင်စီစခန်းတွေတစ်ခုပြီးတစ်ခုရတော့မဲ့သဘောရှိတယ်လို့မြို့တော်ကပြောပါတယ်။ KNU ဌာနချုပ်မာနေပလောဒေတာနဲ့အနီးဆုံးဖြစ်တဲ့ခလေဒီစခန်းသိမ်းတိုက်ပွဲကို KNU တမခွန်တမမှုကိုတိုင်ဥဆောင်ပြီး KNN တရင်20နှစ်နဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။တိုက်ပွဲကာလအတွင်းဂျက်ဖိုက်တာနဲ့ဝိုက်တွဲလေယာဉ်တွေအသုံးပြုပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခါစစ်ကောင်စီဘက်ကခုခံခဲ့တာကြောင့်အနီးအနားကျေးရွာတွေကကရင်ဒေတာခန်တွေဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ထိုင်းမြန်မာနယ်စပ်အနီးကတိုက်ပွဲတွေကြောင့်ထိုင်းတော်ဝင်လေတပ်က F16 တိုက်လေယာဉ်တွေနဲ့ကင်းလှမ်းမှုတွေလုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ခလေဒီစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေကိုတော့ KNU ကဒီကနေ့နေ့လယ်မှာထုတ်ပြန်ကြေညာခဲ့ပါဗျ။စခန်းသိမ်းတိုက်ပွဲကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နဲ့တပ်မကောတပ်မဟာလုံခြုံရေးစစ်ကြောင်းတရင်း19တရင်း21တရင်း22နဲ့တရင်း24တို့ကပူးပေါင်းတိုက်ပိုက်ခဲ့တာလို့ထုတ်ပြန်ချက်အရာသိရပါဗျ။ ခလေရေးစစ်ကောင်စီတပ်စခန်းကို KNN ပူးပေါင်းတပ်တွေက2025ခုနှစ်မလ22ရက်နေ့ကစတင်ပြီးဂျုံနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအာနာသိန်းစစ်ကောင်စီတပ်များဘက်ကလည်းမလ24ရက်နေ့မှာဂျက်ဖိုက်တာ2စီးနဲ့ပေါင်900ဘုံလေးလုံး၊ဝိုင်တွဲနဲ့ဘုံ36လုံးပြန်လည်ကျဲချတိုက်ခိုက်ခဲ့ကြောင်းမလ25ရက်နေ့မှာ KNN နဲ့ပူးပေါင်းတပ်တွေရဲ့အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင်းစစ်ကောင်စီဘက်ကဆက်လက်တောင်းခံနိုင်ခြင်းမရှိတော့တဲ့အတွက် စခန်းအတွင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာသူတို့ရဲ့လက်နက်ခဲယမ်းတွေကိုမီးရှို့ဖျက်ဆီးကာစခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့ကြကြောင်းဖော်ပြထားပါတယ်။ကလေးရေးစကောင်စီတက်စကန်းကို1989ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ဒေသထိန်းချုပ်ရေးရည်ရွယ်ချက်နဲ့တိစောက်ခဲ့တာဖြစ်ပါတယ်။စကန်းစတင်တိစောက်တဲ့အချိန်ကစပြီးဒေသခံပြည်သူလူထုအနေနဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်လုပ်ကိုင်စားတောက်ခွင့်ကန့်တက်ခံခဲ့ရကြောင်း ဒေသခံပြည်သူလူထုများလွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ရေးလောက်ကင်စားတောက်နိုင်ရေးအတွက်ပြည်သူလူထုရဲ့လူလာချက်နဲ့အညီကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကခလဲဒီစစ်ကောင်စီတပ်စခန်းအားသိမ်းပိုက်ခဲ့ပြီးလက်ရှိအချိန်မှာနေမြေရှင်းလင်းရေးလုပ်ငန်းများအားလှုပ်ဆောင်လျက်ရှိကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခလဲဒီစခန်းအားရှင်းလင်းစဉ်အတွင်းစစ်ကောင်စီတပ်သားနှစ်ဦးရဲ့ကိုတွေ့ရှိခဲ့ရပြီးစခန်းအတွင်းက Wi-Fi တလက် Wi-Fi ပြောင်းနှချောင်း 60မမပြောင်းအရှိတလက်60မမပြောင်းအတူတလက် RPG 7တလက် MA2 တုံးလက်ဂျမ်မာတလုံးမိဇက်အကြီးတလုံးမိဇက်အသေးတလုံးမိုင်းရှာဇက်တစ်ခုရှေ့ထွက်မိုင်း6လုံး M76 နင်းမိုင်း2လုံး60မမကြီး28လုံးလက်ပစ်ပုံတလုံး67မမကြီး2လုံး40မမကြီး32လုံး RPG 7ကြီး14လုံးခွန်တသမ6နှစ်ကြီး2000ငါတသမ56ကြီး8000တိုင်မိုင်း60လုံးជីကာအုတ်ထုတ်8လုံးနဲ့ ဆိုလာ၄ချက်တို့ကိုတင်စီရမိခဲ့ကြောင်းသိရပါတယ်။ KNN တက်မခွန်ဌာနချုပ်ဝင်းအတွင်ကစေဦးစီးချုပ်ဘိုးချုပ်ကြီးစောချော်နီရဲ့အိမ်အနီးဝင်းကျင်ကို မလ၁၈ရက်နေ့မနက်ပိုင်းကစစ်ကောင်စီဘက်ကအသေးခံကာမီကာစေဒရုန်းနဲ့တိုက်ခိုက်အပြီး၄ရက်အကြာမှာခလေဒီစခန်းသိမ်းတိုက်ပွဲစတင်ဆင်နွှဲခဲ့တာပါစတင်တိုက်ခိုက်တဲ့နေ့မှာ၄ရက်မြောက်နေ့ မလ၂၅ရက်နေ့မှာပဲအပြီးသက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်